ကျွန်ုပ်ဒီလေးချက်ယောဂအထူးကုဖြစ်ပါသည်လေးချက်ယောဂချစ်ခဲ့သူလူနာဒီလေးချက်ယောဂချစ်ခဲ့ပြီးနောက်ဒွိပါစေဖြစ်ကုသခဲ့ပြီးနောက်ထမှန်၍လေးချက်ယောဂချင်နိုင်ပါသည်ကျွန်ုပ်ကိုယုံကြည်ပါလေးချက်ယောဂချစ်ခဲ့ပြီးနောက်ထမှန်၍လေးချက်ယောဂဖြစ်နိုင်သောလူနာ30ရာခိုင်နှုန်းမှ50ရာခိုင်နှုန်းခန့်ရှိပါသည်ဒါကိုထပ်ဖြစ်သောလေးချက်ယောဂဟုခေါ်သည်ဘသူတွေလဲဒီပြဿနာကိုရှိမလဲ ြီးမားသောတွေးကြောတွင်ရှိသောတွေးကြောယောဂရှိသောလူနာများဥပမာတာမန်ခါရတဲ့တွေးကြောရှိသောသူများဒါကနှလုံးကနေတွေးကိုယူပြီးအုံနောက်ဖို့ပို့ပါတယ်အနည်းရှိသောနေရာတစ်ခုရှိပါတယ်အဲ့ဒီခါရတဲ့တွေးကြောမှာတွေးကြောကျင်းနေတဲ့အခါမှာလေးဖြတ်ယောဂဖြစ်နိုင်ပါတယ်တခါတည်းလေးဖြတ်ယောဂမဟုတ်ပဲအများကြီးလေးဖြတ်ယောဂဖြစ်နိုင်ပါတယ်ဒါကြောင့်ကျွန်ုပ်တို့လုပ်ရတာကအထူးကူအုံနောက်ယောဂဆရာဝန်နေနဲ့ကျွန်ုပ်လုပ်ရတာက သွေးကြောကိုကြီးထွားအောင်ထဲမှာပိုက်တစ်ခုသို့မဟုတ်စတန်တစ်ခုထည့်ခြင်းဖြင့်ကြီးထွားစေပါသည်သွေးကြောကိုကြီးထွားအောင်လုပ်ပြီးနောက်သွေးကြော၏80ထပ်ပို၍ပျက်စီးမည်ဟုခံစားရပါက နောက်ထပ်၄ဖြတ်ယောဂကိုကာကွယ်နိုင်ပါသည် thyroid ယောဂတွင်နာမကဩနောက်ကိုနှစ်ပိုင်းခွဲထားပါတယ်တစ်ခုကကြီးမားသောဩနောက်ဖြစ်ပြီးအခြားတစ်ခုကသေးငယ်သောဩနောက်ဖြစ်ပါတယ်တင်းငယ်သော အုံနောက်သည်တင့်တွင် vertebral artery ဟုခေါ်သော vertebral artery တစ်ခုရှိသည်ဒါကြောင့်ကျင်းမြောင်းနေပါက ဲ့ဒီမှာ stand တစ်ခုထည့်နိုင်ပါတယ်။ stand တစ်ခုထည့်ပြီးနောက်အမှန်တကယ်နောက်ထပ်လေးလက်ယောဂါကိုကာကွယ်နိုင်ပါသည်။